အဲ့ဒါကတော့တော်တော်များများဒါလည်းအခုကြုံလို့ပြောရပါတချို့ကျတော့အဲ့မှာယူပြီးကောက်ပြီးကပြီးတင်လိုက်တယ်ဘာမှခွင့်တောင်းမှုမရှိဘူးတချို့ကျအမှန်တော့ဒီလို commercial လုပ်တော့မယ်ဒီဟိုနင်းပေါ့နော်ကျွန်တော်တို့ဟိုနင်းပါခေါမလဲ YouTube မှာလွှင့်တော့မယ်ဆိုချင်းတီးခွင့်ပြုချက်တွေပါလို့တယ်တချို့ကြကာဘာဆိုပြီးတော့ကောက်လိုက်အခုကာဘာတော်တော်များများခွင့်မတောင်းတာတွေများတယ်ပညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကမြန်မာသားဟိုကျွန်တော်ကစူးစမ်းလုပ်နေချင်ပေါ်ထုတ်တာကိုတော့ကျွန်တော်ဝင်တာတယ်ဒါပေမဲ့တစ်ခါကျလေးစားမှုတော့ရှိသင့်တယ်လို့ကျွန်တော်ပြောချင်တယ် ဘယ်လိုဖြစ်ဖြစ်ဟိုနင်းပေါ့ဒါလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ခွင့်တောင်းစေခြင်းတယ်အခုဆိုကျွန်တော်ဟိုရင်းကားတဲ့ချင်းတွေပဲအခုမတလီရနေပြီးတော့ကျွန်တော်အခုတီးပေးထားတယ်အဲ့ဒါဆိုကျွန်တော်ယူပြီးလိုက်တာဒီစင်းဝင်ဝင်မှာဒါလည်းမဟုတ်ဘူးနော်ရင်းလူကလို့ရတဲ့ချင်းတွေပဲအရင်တော့အလွယ်တူပဲကောက်ယူပြီးတော့ရှာပြီးတော့ကောက်ဆိုပြီးကိုလည်းခွင့်ခွင့်တောင်းတာရပြီမရှိဘူးပါဗျာအဲ့လိုပြောဟုတ်ကဲ့ကျွန်တော်ကတော့ တေးတေးဆိုဟိုဒါရိုက်တာရဲ့ music director ရဲ့လူတွေမျက်လိုက်လိုက်ပါဗျာဟုတ်ကဲ့ဟုတ်ကဲ့ဘယ်လိုလူကြီးလဲတို့အခုဒီသမီးလေးဆိုရဲပက်ဆီယာလာတို့ဒိုယင်းပထမတို့အဲနောက်ပေါ်ဟိုတော်တော်များပါပါပေါက်ပေါက်ထားတဲ့ချင်းတွေတော့အများကြီးပါတချင်ချင်းများပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့လေးကိုရွေးချယ်အစားပြီးရွေးချယ်ပြီးတဲ့အခါမှာကျွန်တော်ဆရာနဲ့တိုင်ပင်လိုက်တယ်တိုင်ပြီးတော့ဒီချင်းလေးကိုအရင်တော့အမူလေးလည်းမပြောင်းဟိုဟာ ပေါ့နော်စီဒိုးဒိုးဘတ်ကိုတကြံဒိုးလေးနဲ့ပေါ့နော်အကာလေးလည်းပါတယ်အကာလေးလည်းပါတယ်အဲပြီးတော့ဒိုးချောတော့ခေလဲမပြတ်အောင်လို့တန်ကြက်ကလေးလည်းနည်းနည်းထည့်ထားတယ်တခြင်းနဲ့မဟုတ်ဘူးကျွန်တော်တကယ်ချင်းပေါ့နော်ဒါရိုက်တာဟိုပေါ့ဒါရိုက်တာလည်းဒါရိုက်တာဓာတ်ပုံမိုးကူကကျွန်တော်တကယ်ချင်းအရင်ကျွန်တော်တယောက်ကအများနဲ့လွတ်တွဲတူတယ်သူကလည်းပဲဒီကလေးလေးရဲ့အတန်နဲ့ဒီဟိုနေသူဒီဟိုနေပေါ့နော်တဘောကြတဲ့ခါကျတော့အဲ့လိုလေးတခြင်းလေးလှုပ်ချင်တယ်ဆိုပြီးတော့ကျွန်တော်နဲ့တိုင်မင်းတယ်တိုင်မင်းတော့ဟုတ်ပြီဆိုတော့သူ့အတန်နားထောင်ကြည့်လိုက်တဲ့ခါကျတော့ သူ့ရဲ့စူဇန်လေးတွေရောဗာတွေရောကောင်းတယ်ကောင်းတယ်ဆိုဂျင်နာလည်းအဲ့ပတ်ဆရာလားဟုတ်ပတ်ဆရာလည်းကိုစူမယ်ဆိုရှင်စူမယ်တော့တကယ်ကြီးကနည်းနည်းဒီကောသူကဂျားတဲ့ကနေဗာထည့်ခြင်းလဲဆိုတော့အဲ့ဂျားတဲ့မှာအတီးနေရာမှာသူကနေပြီးတော့တန်ချလီထည့်ခြင်းတယ်အတိတ်ထပ်ရေးပေးရတော့ဗောတိုက်ပြီးတော့အဲ့တော့တန်ချဆိုတာဒီပြုတ်ဆိုတော့သူဒီပတ်ဆရာလားသူကသူမူအတိုင်းသူရှိပြီးသားတော်တော်များရေးနေရကကြတယ်ကပ်ကကြရပါတော့နော်ကပ်ဆိုအခုကဒီမှာဒီတီလုံးနေရာမှာတန်ချက်လေးထည့်မယ်ဆိုတော့တန်ချက်ဒီကျွန်တော်တို့ဒါ ဟိုအားလုံးပေါ့နော်ဒီမှာဂျုံလုံးလေးကျွန်တော်ပြောပြတန်ကျက်ဆိုတာကျွန်တော်တို့ဗမာမှုမှာရှိတယ်ဗျတန်ကျက်တို့ rap rap တို့ဒီဟိုနေလို့ဆိုတာအကုန်လုံးခေတ်စီအတူလာခဲ့တာဟိုတော့ကဆိုချင်းတပေါင်းစွာရှိတယ်တပေါင်းစွာဟိုမှာဥမာပြပြကျွန်တော်ဆိုပြမချက်ဘူးလားမကြောက်ဘူးလားတောက်ကောင်ကျူးတဲ့မင်းညီနောင်ဘာကြလဲဟိုတော့ကတချို့နဲ့တချင်းဒီမှာရှိတယ်အဲ့ဒါဒီခက်ဆန်တဲ့နားထောင်ကြည့်အဲ့ဒါတန်ကျက်နဲ့ခက်ဆင်စင်ပဲအဲ့ဒီကခေတ်ကနေပဲတော့တန်ကျက် တန်ကျက်တွေကလည်းရှိပါဆိုအများကြီးဆိုဟိုခေတ္တကဆိုဆိုတန်ကျက်တွေအရင်ခေတ်စားခဲ့တာအဲအဲ့နောက်မှာမှအခုဟိုနိုင်ငံတကာမှာ rapper ဆို rapping ပေါ့ rapping လေးတွေပေါ်လာတယ်နောက်အခု hip hop ပေါ့အတီးကြီးပြတ်သွားဒီချင်းနဲ့ live ဖို့ကြတော့ကျွန်တော်စဉ်းစားကြည့်ခါဗမာမှုဖြစ်တယ် နော်ဒီကလေးကလည်းဒါမျိုးလေးတွေထည့်ကျင်နေဆိုတဲ့ခါကျတော့ဟုတ်ပြီထည့်ရင်တော့ဘလောက်ကလေးကအနေနဲ့တော့ဖြစ်တယ်ကြပြလေးပုံစံပြီးတော့ရေးပြီးတော့တန်ချက်အနေနဲ့ဖြတ်ပြီးမှပြီးတော့အစ်စ်ပြန်ပြီးပြီးလိုက်ချင်တယ်အထူးစားချက်ကဒီချင်းရဲ့ထူးစားချက်ကသူကန်ကောင်းရတာအဲ့ဒါကလေးပါသွားတယ်အဲ့ဒါလေးပါသွားပြီးတော့အဲ့ဒါလေးအကလေးတွေရောပါတော့သူနဲ့တွဲပြီးတော့လို့တဲ့တစ်ခါအချင်းလေးကတော်တော်လေးအဆင်ပြေသွားတော့ပေါ့နော်အဲအဓိကထူးခြားချက်ပက်ဆီယာလာရဲ့ထူးခြားချက်ဒီနေ့အတွက်ထူးခြားချက်ကအဲ့ဒါပါပဲ ပုံအတူတူပဲတစ်ချက်အတူတူပဲအရင်တော့ဘာဆိုကြင်တစ်ချက်တစ်ပိုက်ဆိုပြီးလို့ကျင်တီးတယ်အဲ့မှာကတယ်နော်အခုကလည်းကလို့လဲရအောင်နောက်ကလည်းဒိုးပဲဗမာမှုပဲဗမာမှုကမှကျွန်တော်ကကြပြားလေးလို့ရေးပြီးတော့ဒီကောင်လေးကဘယ်တစ်ချက်အတိတ်ပဲဘာလို့ဆိုတော့ ရည်စည်ဦးကမင်းအတွက်ပါဘတော်ပန်းလေးမင်းကိုခူးပေးခဲ့မယ်ဆိုလာတယ်အဲ့ဒါလမ်းမတွေ့တဲ့ကောင်မလေးကြီးကြောက်ရတယ်သူကအကုန်ကျူတယ်ကျူတဲ့ခါကျတော့ရှင်ကနော်ဒီရကပေးရတယ်တေးရတယ်ပေါ့အဲ့ဒီပြစ်တာတွေ့တယ်ပက်ဆယ်ရလာပေါ့ဒါဒါကောင်မလေးကခံစားချက်ဒါဒါအရင်တော့နီနီဝင်းရှင်ဆိုတယ်ရန်နာဦးလည်းဆိုတယ်ပိုင်းသူလည်းဆိုတယ်အစိုးရတော်ကဆိုတယ်မင်းသမီးတွေလည်းဆိုထားတယ်ရုပ်ရှင်မင်းသမီးတွေလည်းဆိုတယ်ဆိုတော့အဲ့ဒါလိုလိုဖြစ်တဲ့ခါကျတော့အဲ့ဟုတ်ပြီအဲ့တချင်းလေးကို ့အတိတ်ပဲလေးလေးပေါ်အောင်ဆိုတော့ဒီကလေးတွေ့ကြတော့ကျွန်တော်အဲ့မှာအလဲမှာတီးလုံးလေးနေရာမှာတီးတော့ပါရနော်အတီးလုံးနေရာမှာကျွန်တော် rapping video ဖက်နဲ့ဒီဥစ္စာတန်ကြလေးနဲ့ကြပြားလေးနဲ့ပေါ့နော်အဲ့လိုလေးကျွန်တော်ထူးခြားခြားလေးလုပ်ပေးထားပါတူကြသွားမှာပါကျွန်တော်ကတဲ့နေရာလေးမှာတော်တော်ဝင်းနဲ့အဖွဲသူတို့တွေကကြတယ်ခလေးတွေတင်ပြီးတော့နောက်ကနေရင်းအဖွဲတွေပါတယ်ဒါဒါကိုမှုကိုမှုကအကောင့်ကြိုက်တယ်သူကအဲ့ဒါသူတေချာရိုက်ပေးထားတာဆိုတော့အဲ့နောက်မှာအကတွေလည်းပါတယ် သူတချင်းလေးကိုလည်းမြူးအောင်လုပ်ထားတယ်ကျွန်တော်ဂီတာမူးကလည်းကျွန်တော်စိတ်တိုင်းကြကျွန်တော်တကယ်ချင်းဟိုဂီတာမူးကေဘီထုံးတော့အဲသူတို့လည်းညှိပြောအဲ့မှာဒိုးစစ်တွေပါနေကျွန်တော်တော်ချာလုပ်ထားပါတယ်ခင်ဗျဟုတ်ကဲ့ဖက်ဆီယလာကြာပြီ90နဲ့မ96လောက်ဖြစ်မယ်ကျွန်တော်မှန်နေနေပါကျွန်တော်အဲ့မှာတက်ကူចောင်းသားဘောရတယ်ကကျွန်တော်ကဒီဟိုတက်ကူနုပြတယ်ပါကျွန်တော်အဲ့လူစောက်ကလေးနုပြတယ်ပါလဲကျွန်တော်အတွေးမှုဆွဲကကြံနေကြလို့ရှိရင်လည်းကျွန်တော်ကဒီဟိုနေ့မှာ လက်ခုံးမှာကျွန်တော်ပညာရေးမန်တပ်တွေရှိတယ်အဲ့ဒီအဲ့ဒီမှာလည်းဟိုးရုံးနဲ့အဲ့မှာကြီးတာသူစားပြီးရေးပြတာကတော့မဆွေမေဆွေမေဆွေနဲ့များတယ်မေဆွေတို့ကိုသူ့မောင်တို့အဲ့ဒါတွေနောက်ပိုင်းနီနီဝေးရှိနောက်ဒီဘက်ဒီဘက်ခေအခုဆိုတော့တော်များတော့ပေါ့ရေးပြသွားတော့ပေါ့နောက်ပိုင်းဟုတ်ကဲ့အဲတချင်ကြာပြီကြာပြီနှစ်ကိုဆယ်နဲ့ချီသွားပြီဒီချင်ပက်ဆယ်ကလားဘလို့လူကြီးလဲနော်ရင်ကြီးတဲ့ဘွဲလာလေးလာလေးပြောကြတယ်ဘွဲဆိုအဲ့ဒါမျိုးလေးအဲအဲနောက်မြစ်တာဘွဲတော်တို့ နောက်ဘက်ကဒီဘက်မှာသူဟိုနေနဲ့ခင့်နဲ့ဒီဒိုးနဲ့နှစ်ခုတွဲတာဟို rock and roll တကြံတို့ပါလို့အဲ့လိုမျိုးတွေပေါ့နော်နောက်တော့တဲမလေးတို့တော်တော်များများ rock and roll ကြံဆိုနှစ်မျိုးရှိတယ်ကျွန်တော် rock and roll ကြံဆောတယ်အဲ့ဒီဥစ္စာကတော့ဒီကတပိုက်မှာ ရော့ဂန်ရိုးတက်ဆိုတော့နောက်တော့အဲ့ဒုပြီးတော့ဒိုးကဝင်ဒီလိုက်အဲ့ဒါမှဟိုဘက်တစ်ဘက်ပြောတာအမပြင်တော့ဆိုကိုတီလိုပါဆိုင်းနီးဆိုင်လိုပါလဲဆိုဘူးတော့ဟီမာရီလိုလဲဆိုဘူးတဲ့ဆိုးလွန်လဲဆိုဘူးတဲ့အဲ့တချင်းတည်းဟုတ်ကဲ့ဟုတ်ကဲ့မွေးတယ်မွေးတယ်တချင်းတချင်းကိုထက်တပ်ပူကြီးတပ်ပူကြီးဒါပေမဲ့တကယ်တင်းလဲဖြစ်တယ်ကိုကိုလေးပါတော်တော်များများကိုကလာလာပြီးတော့ဒီရက်တွေဆိုချင်အဲ့တချင်းကဟိုတယ်လောက်ဆိုချင်ဘလို့လူကြီးလဲဆိုနှုတ်သုံးဆိုင်နဲ့ပုံမှုဒါတော့ရောဒီမှာဘဒူကဝယ်ထားတယ်မဟုတ်ရတယ်တမီးလိုလဲဆိုမယ် ဆိုတော့အဲ့လိုဆိုဆိုကြတာပေါ့နော်တကြံကတော့တော်တော်များများအဲ့လိုပဲဟိုဆိုကြဒီပက်စီဟာလာတော့ခုတော့လောတယ်သူသူအဓိကဒီမဲ့ဒီနှစ်ပေါ့အဲ့လိုပဲအဲ့ဒါကတော့တော်တော်များများဒါတော့ခုကြုံလို့ပြောရပါတချို့ကြတော့အဲ့မှာယူပြီးကောက်ပြီးကပြီးတင်လိုက်တယ်ဘာမှခွင့်တောင်းမှုမရှိဘူးတချို့ကြအမှန်တော့ဒီလို commercial လုပ်တော့မယ်ဒီဟိုနှစ်ပေါ့နော်ကျွန်တော်တို့ဟိုနှစ်အခုမလဲ YouTube မှာလွှင့်တော့မယ်ဆိုချင်တီးခွင့်ပြုချက်လို့ပါလို့လိုတယ်တချို့ကြကာဘာဆိုပြီးတော့ကောက်လိုက်အခုကာဘာတော်တော်များများ ခွင့်မတောင်းတာတွေများတယ်နောက်အခုကျတော့ဂျုံလို့ကျတော့အောင်ဘီအောင်ဘီအောင်ပါဘီအောင်ဘီအဲကျွန်တော်ရေးတာပဲစိုးတန်လို့ဆိုတာပဲအဲ့ဒါကိုတခါသူတို့က DJ တွေတီးပြီးတော့အဲ့ DJ တီးလုံးနေနဲ့ဟိုပွဲတွေမှာကောက်ဆိုဆိုဆိုပြီးတော့သူတို့က YouTube မှာကောက်တယ်ဆိုတာအဲ့ကျွန်တော်ကြီးကခွင့်ပြုချက်တွေမတောင်းတာဘူးကြာဒါကကျွန်တော်ကဘာသာရေးအလူတစ်ချင်းမျိုးလုပ်ထားတာလေဒါအဲ့မျိုးတွေကရှိတာပေါ့နော်တခါကြလဲအမှုပညာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကမြန်မာသားဟိုကျွန်တော်ကစူးစမ်းလုပ်နေချင်တာ ေါ်ထုတ်တာကိုကျွန်တော်ဝင်တာတယ်ဒါပေမဲ့တစ်ခါကျလေးစားမှုတော့ရှိသင့်တယ်လို့ကျွန်တော်ပြောချင်တယ်ဟုတ်ကဲ့ဘလို့ဖြစ်ဖြစ်ဟိုနင်ပေါ့ဒါလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ခွင့်တောင်းစေချင်တယ်အခုဆိုကျွန်တော်ဟိုရင်းကားတဲ့အချင်းတွေပဲအခုမာတလီကနေပြီးတော့ကျွန်တော်အခုတည်ပေးထားတယ်အဲ့ဒါဆိုကျွန်တော်တို့ယူပြီးလိုက်တာကဒီစင်းဝင်ဝင်မှာဒါလည်းမဟုတ်ဘူးနော်ရေလူကလို့ရတဲ့ချင်းတွေပဲအရင်တော့အလွယ်တူပဲကောက်ယူပြီးတော့ရှာပြီးတော့ကောက်ဆိုးပြီးတော့ကိုယ်လည်းခွင့်ခွင့်တောင်းတာရမရှိဘူးပါဗျာအဲ့လို အဲ့ဒါလေးတစ်ခုပါပဲအဲ့ဒါလေးတစ်ခုပါကျန်တာတော့ဆိုတာကကိုအချင်းလေးတွေရှင်းတန်းနေတာဝင်တာပါဒါပေမဲ့ခွင့်တော့တောင်းကြပါဘယ်နဲ့တော့ဟုတ်ကဲ့ပါဒီချင်းအဲတချင်းဆိုမဲ့ပေါ့နော်ကာပါဆောင်းလေးတစ်ပုဒ်လုံးမယ်ဆိုတော့အဲဒီမရဲ့ဆရာပေါ့နော်ဆရာမကိုဦးနဲ့တိုင်နေပြီးတော့အဲတချင်းတချင်းလေးတစ်ပုဒ်လုံးမယ်ဆိုပြီးတော့ဆရာဆရာဒီပတ်ဆရာလားတချင်းကိုရွေးချယ်ပြီးတော့ဆရာနဲ့တိုင်နေတယ်တိုင်နေပြီးတော့သွေးနဲ့ချိန်မှလည်းတကယ်ဆရာကတကယ်စိတ်နဲ့စိတ်ရှိတယ်တေချာလည်းတင်ပြပေးခဲ့ပေါ့နော်အဲ့တော့လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်ဟုတ်ပြီနောက်ချက်တော့ ဖြစ်တော့ဖြစ်တော့ပါလေဒါပေမဲ့ကျွန်တော်ဒီပါတော့ဒါလေးမပြောပါဘူးခုနပြောသလိုပေါ့နော်တခုခုလောက်တော့မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့အမှုပြန်အတိမတ်ပြပြခွန်တောင်းစေခြင်းနဲ့ညှိနှိုင်းစေခြင်းနဲ့အဲအဲ့ဒါလေးပေါ့ဒါကကိုလူချင်းကလုတ်ပြီးတော့ကောက်တင်လိုက်ပြီးတော့တို့ကသူတို့စီးပွားအတွက်သူတို့လှုပ်သွားပြီးတော့ဘာမှနောက်တစ်ခုရှိတဲ့ဟေးော်ရွှေဟိုမော်ဒန်မိုးဆိုတာကျွန်တော်ရေးတာပဲအဲဥရှိရတော်မူအဲအဲ့ဒါလေးအခုဆိုအခုဆိုအငိမ့်နေပါကနေကြအဲအရင်တော့ကိုနေ့လေး ဆိုတာမြင့်မြင့်ကြီးနဲ့ဟိုနဲ့ကိုကိုရံပိုင်ဆိုနဲ့ဥရံပိုင်ဆိုနဲ့ဆိုကိုရံပိုင်လို့ဆိုတာပြောရွှေဘော်ရမူအဲအဲအဲတချင်းတွေကအစဟိုအခုဟိုနေ့နေ့မှာဆိုင်းနေအငိမ့်နေမှာယူကနေကြတယ်ကကနေကြသူတို့အဲ့ဒါကြီးပွဲကိုဖြစ်နေအဲ့ဒါတွေကပေါက်လဲပေါက်တယ်သူတို့တို့ရှိပါသူတို့အဲ့ဒါလေးပိုင်ပေးတဲ့ကလည်းသဘောကျတယ်ဒါပေမဲ့ကျွန်တော်ခုမြတ်တော်တော့ကြည်မလာဘူးမလာဘူးမလာဘူးအဲ့လိုမျိုးပေါ့နော်နောက်နောက်ရုပ်ရှင်တကားမှာလည်းကျွန်တော်တွေ့လိုက်တယ်ဒါပေမဲ့သူကသူကစဉ်းစားမတင်သေးဘူးကျွန်တော်မဝယ်သေးတာဖြစ်လိမ့်မယ်ထင်တယ်ဒါဒါအဲ့ဒါလည်းတွေ့လိုက်တယ်ရုပ်ရှင်ဟို ဲ့လိုခုနှစ်တစ်ခုပေါ့ဗျာဘာလို့ခေါ်မလဲအခုလိုတွေးဆောင်ကတစ်ခုမှတို့ပြောပြောထားတာကျွန်တော်နံပါတ်ဒီတော့ထည့်မပြောတော့ပါဘူးဆိုတော့တို့ရဲ့ဂုံသိက္ခာရဒါအချိန်တိုင်းတို့လာပြီးတော့ပြီးမှာပါဒါကတော့ရုပ်ရှင်ကားကြီးကတော့စင်ဆာတင်ရတယ်စင်ဆာမှဒီလက်မှတ်မပါလို့မရဘူးဟုတ်ကဲ့အဲဒါမျိုးလေးရှိပါလေဟုတ်ကဲ့အဲအဲအဓိကအဲ့ဒါလေးဒီ Hero Shoe Model Mo ကအဲကျွန်တော်ရေးတဲ့တစ်ချက်ပါပဲဟုတ်ကဲ့အပေးတင်တာဟုတ်ကဲ့ကျွန်တော်ဟိုပေါ့နော်သူ့ရဲ့ အမှုပညာကိုလည်းယုံကြည်ပါတယ်။ယုံကြည်တာကသူဆိုလဲဆိုနိုင်တယ်။ခုနကကလည်းကတာကသူတရုပ်ဆောင်တာလေးရောအကုန်လုံးကအဆင်ပြေတယ်။နော်။အဲကျွန်တော်ကကြည်ကျင်နေနေဒီခြေနဲ့ပေါ်မှာခြေလက်ပါတယ်။အဲ့အတွက်ကြောင့်အောင်မြင်မှုတရဘူးထောက်ဆောင်းနိုင်ပါတယ်လို့ပဲကျွန်တော်ဆုတောင်းပေးပါတယ်။ဟုတ်ကဲ့။